Game number five, random draw. Broken wall ni macam mana sahaja, cium ya mebi. Oh, dia biar. Broken wall. Broken wall oh, ni. Broken wall ni macam mana? Kasaki kan mana mana boleh dia, sung nama ni ada, orang negari, tila. Di dekat ni, no. Tu mana mana ni so, sung lah ramai tu, biar cium ya, no. Eh, broken wall ni tu be, jauh alam sambil ni, evasus on ni. <laughs> grand final တလန်းဖို့တဲ့ gain တပွဲတာလိုတော့တဲ့ဒီနှစ်သင်းလုံးရဲ့ gain number 5ဟာပရိသတ်တွေရှေ့မောက်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်ဒီခါဒီတပွဲ gain number 5မှာတော့ onic ပဲပြန်လည်ပြီးတော့ first pick first ban ရထားရင်းနဲ့ပဲကျူရှင်းတဲ့သူအဲရေရှင်းကိုတော့ဆက်လက်ပြီးတော့၅ပွဲတိတိကို ကျွန်တော်ရဲ့စံချိန်တခုတော့သွားပြီးတွေ့ရတယ်ဗျာနော်အဲ့တော့မတော့ AE နေနဲ့ပြန်ဘန်းထားတာတော့ Basia Grok ကိုပြန်ပြီးတော့ပြန်ထားပေးပါတယ်သူတို့ကိုယ်တိုင်လည်းမယူဘူးတပ် enemy ကိုလည်း first win မပေးခြင်းတဲ့အနေအထားတခုမှာတော့ Basia Grok ကို gain number 5မှာလဲဆက်လက်ပြီးတော့ပဲရွေးချယ်ပြီးတော့ဘန်းနဲ့လှုပ်သွားခဲ့ပါပြီအဲ့ဒီ Basia Grok ကမရရင်ဆော့တက်တော့လမ်းမပြီးဘူးငါကောင်းနေကတော့တပ်ဘန်းနဲ့ face ကတော့ Fanny ကတော့ချိန်နေသလောက်တော့ရှိတယ်ဗျာနော်ကျွန်တော်ခိုင်ပြရတယ်နောက်ဆုံး gain number 5မှာ Fanny ကိုလုံးဝခိုင်မှာမဟုတ်ဘူး ခုနကရာစုပြေးရတယ်ကျော် performance ပြရတာဆိုတော့ family လေးမြတ်ဘန်းမလားဆိုတော့ကြည့်ရမယ်။ EV ရတယ်လွတ်နေရဆိုတော့เนาะကျွန်တော် only အတွက်တော့ under pressure ဖြစ်နေပြီဆိုတော့ရင်းလို့တော့မရဘူး။ဟုတ်တယ်။စဉ်းစားရတာချက်တဲနေတဲ့နေသားတစ်ခုမှတော့နောက်ဆုံးညနာလေးပါပြက်နေရင်းနဲ့ပဲ။ဟာ ဖန်နီရောပဲထပ်ဘန်းတယ်အဲ့တော့ဒီဘက်မှာလည်းနော်ကျွန်တော် AE နေနေတော့တမယိုးကြပဲ game 4မှာဘန်းခဲ့တဲ့ဒါ hero skyline တပတ် hero ဖြစ်နေခဲ့တဲ့ asmarada ကိုပဲပြန်လည်ပြီးတော့ဘန်းနေနေမှာထည့်ထားပေးလိုက်တယ်ဗောနော်အဲ့တော့ onen first pick ကဘာဖြစ်သွားမှာလဲ eve လား herib လားဘာပြန်ယူသွားမှာလဲစိုက်တာယူယူလို့ရနေတဲ့အတိုင်းလားတခုဗောနော် herib ပေးလိုက်တော့ဗွာ skyline ကို herib ပေးလိုက်တော့ဘာပြောလဲ first pick ဒါမှမဟုတ် second pick မှာပေးလို့ရတယ် eve ယူတယ်ပရောစင်းစားနေရတယ်သူတို့ တော်စင်းစားနေခဏဆုံးတော့ခါခါချာရေးပဲပြန်ယူလိုက်ရပါတော့အာတိလာအေးအေးထွက်ပစ်ကွာသူကဖက်ကိုဖက်မှရမှာလားဒီဘက်မှာအမှန်တော့မဟုတ်ဘူးကိုင်းစရာဟီးရိုးရဲ့အများကြီးအများကြီးပဲအဲ့လိုမျိုးအများကြီးတွေကြားထဲမှာမှအဲ့ကတော့ကချာကြီးကိုမရရအောင်ပစ်တာပေါ့နော်ကျွန်တော်တို့တွေကတော့ကချာ if ကိုအများနဲ့ပြန်လုံးစောင့်နေတာတိရနော်အဲ့တော့ကျွန်တော်တို့ရဲ့ဘက်ကိုဖက်မှပဲဆင်းပြေးမယ်ဆိုတော့ on ရဲ့အထာအတိုင်းပဲကတော့ကချာနဲ့တူဒီကောင်းနေအပြန်ယူမှာဗျာနော်အဲ့တော့မှတော့ကျွန်တော်တို့ဘက်ကလည်းတဖန်ရတယ် e တွေကတော့ကချာကြီးမသုံးဘူးငါတို့ပြန်ပြီးတော့ပြောင်းလဲတဲ့ငါတို့ရဲ့ game fight ပင်ကိုငါတို့ဒီ game fight အတွက်ကိုကြိုးပြစဉ်းစားလာတဲ့ drop pick ကိုပဲဦးတည်မယ်ဆိုပြီးလမ်းစောင့်ယူနေတာပြန်တော့တာဗျာနော် အဓိကတော့ခြားဆိုတာတကယ်ချင်းမင်းကစပယ်ကဒီဇီပဲကနှစ်ကွက်လောက်ပါတယ် MBK ပဲနဲ့ AOG ဆိုတာတစ်ခါပစ်ကော့ပြပါလိုက်တောင်းလာတဲ့အချိန်တိုင်း AOG နဲ့ပြန်ကောက်တာလို့ရတယ်နော်ကျွန်တော်ဟိုဘက်အရန်ဘဒူးဒူးဆိုပြောင်းနေလိုက်အခုလို့ဒီ UI နဲ့ဆိုလန်စလော့ကိုခဏလောက်ဒီဇီပဲချဖို့ MBK ပဲဆိုတာလိုအပ်တယ်အဲ့တော့ Croatia first pick ကဆိုအမေ Eve ကထုံးမကောင်းတော့ဒီဘက်ကတော့ဟွာကောင်းတယ်ဖာစာတော့ကောင်းမယ်နဲ့လို့ Kimi Kimi ကောင်းတယ်ဟွာ Kimi ချ အရာပူစားပြန်မင်းအဲ့ဒါပဲကင်တက်တာလားလို့ငါမေးနေတာအဲ့ဒါပဲလို့နော်အေးရဲ့ပစ်ကိုယူကိုယူမအောင်အစဉ်ပြေမဲ့ on ရဲ့အထာအတိုင်းပဲ harbusa ccp ကလေးနဲ့သူပြန်ပြီးပွဲထွက်လာခဲ့ပါတော့ if ပါညာလွတ်နေတယ်ဒါပေမဲ့ if ဆိုတာထက်ဒီတပွဲမှာဒီ game fight တော့ကိုသီးသန့် on ကိုပြန်ပြီးတော့ဖြီမဲ့ drop တစ်ခုကိုဒါပြင်ဆင်ထားမယ်လို့ထင်တယ် if ပိုတဲ့ hero တစ်ကောင်ကိုနော်ဒီဘက်ကအေးရဲ့ထုတ်ရအောင်တိုင်းကိုလည်းကျွန်တော် harry ဘာညာရရတယ်နော်ဟိုဘက်ကလည်းမထုတ်သေးဘူးဆိုတော့နောက် ban နေမှာလည်း ban ခံရမှာဆိုတော့ mesh ဘာညာမထုတ်ဘဲနဲ့တခြားဟိုဟာပဲထုတ်မလား ဂိုးလိမ့်မထုတ်မလားအာဖေးအတွက်ဂရန်ဂျာ or ဟဲရစ်ဒါပေမဲ့လောတော့ခါလီယာဗျအကောင်းနေခါလီယာလေးလည်းမဆိုးကောင်းနေခါလီယာလန်စလော့တော့နောက်မှဂရန်ဂျာပဲထုတ်တော့ပြန်ပြန်ဟဲရစ်ပဲထုတ်တော့မိကလည်းနောက်တဲ့ဆလင်နာတို့ဒါမှမဟုတ်ဖာစာတို့အီတို့ပဲထုတ်တော့အဆင်ပြေတယ်ဆိုကြတယ်ခါလီယာတက်ပစ်ကြတော့တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့တော့ CC တို့ဟာရာဘူဇာတို့လည်းပြန်ပြီးထိန်းလို့ရတယ်ဆူနာမီစလန်မှာပါလာတဲ့ကောင်တခါတည်းတန်းပြီးဖျက်လို့ရတယ်ဟိုဘက်က AOG တွေဘာတွေမှာတော့ခင်နေတာမှာကျွန်တော်ကဆူနာမီစလန်တခါတည်းတန်းပြတ်မယ်ဆိုပြီးပြီအဲ့တော့တကယ်ကိုအဆင်ပြေတဲ့ဒရော့ပစ်တခုပါကျောင်းဘက်ကကိုရေးတာဘာလုံးနေတာလဲလို့ဟိအောင်ပြေး စဉ်းစားရတော့တော်တော်လေးကြက်တဲနေရပေါ့နော်တို့တွေ First one first bit Harry ကိုအပန်းမဲနဲ့ယူလို့ရဟိုက Fasa အော်ဟိုကဘန်းအော်ဟိုက Fasa ဘန်းဝိုင်းအေးပေါ့ခါလီယာ Fasa တို့လည်းမယူ if ကတော့ထွက်လာနိုင်သေးတယ်ခါလီယာ if ကထွက်လာနိုင်သေးတယ်နော် ခါလီယာ if လဲအစဉ်ပြေနိုင်နေတဲ့နေသားတစ်ခုပေါ့ဗျာအဲ့တော့ထပ်ပြီးတော့ AE ထပ်ပန်းထားတဲ့နေသားမှာဆိုတော့ father dad ban နဲ့ on မှာလဲနောက်ဆုံး less ban နှစ်ခုတော့ရွေးချယ်ဖို့တော့ကြံနေသေးတယ် AE မှာအခုလက်ရှိပေါ့နော် goal lane နေ mage တွေလိုနေသေးတာဆိုတော့ကြာလေ goal lane off ဒီ goal lane နေ mage တွေထပ်ပိတ်ဦးမလားလက်ရှိမှာတော့ goal lane ထပ်လာနေရှိတယ် harry ကိုထပ်ပိတ်ထားတယ်ဒါမှန်နေပေါ့ဗျာ grand jar လွတ်နေသေးရပါတော့ grand jar ပါညာထပ်ပိတ်မလားယူမှာယူမှာ grand jar ပဲယူမှာ AE ကိုကခါလီယာနဲ့ grand jar နဲ့ဆော့ဟုတ်တယ်ဆော့မှာဖလက်ချူလာ ဗလန်တီနာသူ့ရဲ့စပယ်တွေကိုပြန်ခိုးမှဆိုလို့ဒါလည်းကောင်းနေပြီဗျာဘာလို့ခေါ်တော့ကချာဗလန်တီနာနဲ့ ਆ ဆိုရင်ဗလန်တီနာကအိုင်မစူမမစလန် AOG အဲ့ဆိုရင် CC ဟာလာဘူးဆိုတော့ကပိုပြောကောင်းသွားနိုင်တာဖြစ်တယ်ဗလန်တီနာကနောက်ဆုံးဘန်နေတစ်ခုမှအေးရွေးချက်တာအောက်မှန်တော့ပါသူ့ရဲ့စပယ်တွေသူ့ပြန်ပြောပေးရအောင်ဝတ်မှလည်းနေ့တော့မှလည်းမေးချက်ထုတ်တဲ့ကြံနေသေးတာဆိုကြတယ်ဗလန်တီနာ the best ဘန်နေတစ်ခုပါပဲအဲ့တော့မှ AA ကဘန်နေတစ်ခုအကောင်းဆုံးပုံမှန်ထားနိုင်နေတာမှ Only ရဲ့နောက်ဆုံး last ban ကရောဘာဖြစ်သွားမှာလဲထင်ထားတဲ့ grand ကဘန်နေပြီးပြီးဆုံးသွားမှာလားဒါမှမဟုတ် drop ကိုပဲထပ်ပိတ်မလားဘာ ban မလဲထကြည့်မယ်ခါရရဘာညာထားလိုက်စိုးသွားမယ်နော်စိုးသွားမိပါမယ်အားကြီးတယ်ကွာအဲဒီကတော့ CC ရောထိန်းလို့ရတယ်အဲ့တော့ event ban လိုက်တယ်ကွာနော်အဓိက CC နဲ့ပြန်ပြီးတော့ထောင်းဝင်ဆိုတဲ့ data တစ်ခု ကာလီယာဂရန်ဂျာဆိုတဲ့ဘက်ပေါ်တစ်ခုတော့ကျွန်တော်ဖန်တီးဖို့တော့ကတော့အဲ့ဒါ ego ဒီချင်းမဖုံဖော်မလားဆိုတော့ကြည့်ရမယ်ပုံဖုံးဆိုရင်တော့ skyline ကဂရန်ဂျာဖြစ်ဖို့ percentage ကတော့ရအောင်များတယ်ဆိုတော့လုံနော့လုံနော့လည်းဆိုကောင်းတယ်ကာလီယာလုံနော့ရေအာဖေအာဖေယူရင်းနဲ့ဂိုးလိန်ကမသိဘူးဟေးသိကြတယ်ဘာလို့လဲဆိုတော့အားလို့နီနိုတက်ကလည်းလွတ်နေသေးတယ်အဲ့တော့မှနီနိုကနောက်တက် 4BS တွေဘာတွေထပ်ထုတ်မယ်ဆိုလည်းထုတ်လို့ရနေသေးတယ်ယူဆောင်တွေဘာတွေထပ်ထုတ်မယ်ဆိုရင်လည်းထုတ်လို့ရနေသေးတာဆိုတော့ကဲဒီပေါ်ရက AE ရဲ့ပစ်သေးဦးပဲ Onyx ကပြန်ဆော့ရမလားအဲ့တော့မြန်မာကကီမီပြန်ထိုင်တယ်ကတော့ချာကီမီဆိုနဲ့ကီမီယာနဲ့အတူနောက်ဆုံးဂိုးလိန်မှ တော့ Skyla ဘာပြန်ရွေးသွားမှလဲဒါမှမဟုတ် CC Goal Lane နဲ့တခြားသော Maxman ပဲပြန်ထုတ်မှလားလောလောဆယ်တော့ဘာကြီးရောကလစ် စကိုင်းလာအောင်မို့လပူဗျာအဲ့တော့ CC goaling မှာ loopy အတွက်လပူဆိုတာဒါမစိုးဘူးပေါ့နော် post bin stand AOG stand lane shaker stand เนาะနောက်မှာ starting goal တွေပါနေ stand 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 နေအရန်များတဲ့အနေအထားတစ်ခုမှာအဲဒီဘက်ကတော့ onic ကတော့ no match man နဲ့ပြန်လဲပြီးတော့ဒီဘက်ကိုချမ်းပါပေါ့နော်ဒါပေမဲ့သူတို့မှာ kimi ပါလေဆိုတော့တော့ damage ကတောင်းများတယ်ပေါ့နော်အဲ့တော့မှတော့ AE ကဘယ် pick ကိုပြန်ပြီးတော့ရွေးချယ်သွားမှာလဲ goaling match man ထုတ်မှာလားဒါမှမဟုတ် no match man နဲ့ပဲတင်းလို့ပဲပြန်ပြီးတော့ပဲချမ်းပြမှာလား နီနိုတို့နောက်တစ်အာလော့တို့အဲဒီ UA နဲ့ဆိုအဲ့ဒါအာလော့ယူဆောင်တို့ပဲပေးသွားမလားဒါမှမဟုတ်အဲဒီအာဖေးအနေနဲ့ဘန်ဒတာအကိုလင်နီနိုက UA နဲ့ off နဲ့ပဲအဲ့လိုမျိုးပဲပြန်တယ်မလားဘယ်လိုမျိုးတယ်မလဲထပ်ပြီးကြည့်အောင်နော် အားလုံးပြဖို့ chance ကတော့တော်တော်လေးများနေတယ်ဆိုပေမဲ့အားလုံးပေါ့နော်အဓိကအားလုံးကတော့အကောင်းဆုံးရွေးချယ်မှုကတော့ဖြစ်လိမ့်မယ်ဘာလို့လဲဆိုတော့ခိုင်ပြီးနဲ့ကျွန်တော်တို့ဒီကင်းပြီးပေါ့ခိုင်ပြီးနဲ့ Johnson တို့ Fishing Mode တို့ကတော့ final slash နောက်ကနေပြပါနေ Alpha 4လင်းကရွေးနေကြီးဆိုတာရရင်ပြီးတာနေကွာဒီအောက်ချိန်လေးကောင်ရောပြီးတာနေဒီကောင်လေးပြီးတော့ပြီးပါပါပဲရွေးနေစီပါလေကျွန်တော်ပြန်ပြီးထွက်လာမှာဆိုတော့ကျွန်တော်ရွေးနေစကိုကျူပြီးတော့ Ether Ego နဲ့ပြတ်သွားခဲ့တယ် Dragon Face Draft Ender တခုမှ on egg အနေနဲ့ကတော့ Ether Ego ရဲ့ play style ကိုဝင်သွားတယ်ဆိုတော့ကျွန်တော်မရောက်ဘူးဒါပေမဲ့ကျွန်တော်နေနေအင်ဂျင်နီယာရောက်လာတဲ့အချိန်ကျရင်တော့ land down နဲ့မှာ ဒီတင်းတင်းဒီဒီ game fight အစမောင်းသွားဖို့အတွက် ticket တစ်ခုကို skill ဝဖြစ်ဖို့လက်ဝဲပိုင်ဆိုင်ဖို့တော့ဘယ်လို strategy တွေဘယ်လိုမျိုးကျွန်တော်တို့ pattern တွေနဲ့အတူပဲဘယ်လိုမျိုးကျွန်တော်တို့ဖိသွားမလဲထက်တန်းအောင်လဲဆိုတော့အားလုံးနဲ့တူပဲကြိုးစားရမှာဖြစ်ပါတယ်နိုင်ပါစေလို့ဆက်လက်ပြီးဆူတောင်းပေးလိုက်ရင်းနဲ့ပဲ ကျွန်တော် skyline cc skyline cc ကတော့အားလင်းကမှာနည်းငယ်ပြန်တာလာနိုင်ချေရှိတယ်အပေါ်မှာလည်းအားလုံးလက်ပုမှာတော့အဲလက်ပုကတော့နည်းနည်း damage များတယ်ဒါပေမဲ့အားလုံး dash ကတော့ပိုတာနေတယ် meta မှာလည်း damage နည်းနည်းများတယ်ဆိုတော့အပေါ်ကတော့နည်းနည်းအားလော့ပေါ့နော်အောက်ကတော့လောလောဆယ်အာဖေးပြန်အထင်းမ skyline spin နေရတယ်ပေါ့နော်သူမသိကိုမသိဆိုတဲ့အတိုင်းတာပဲဗျတော်တော်လေးကို gain number 5ဆိုတဲ့အထားအတိုင်းပဲအားလင်းကနေကနေစတကယ်ကိုကျန်းနေခဲ့တာဒီပွဲပြီးတော့ဒီပွဲ gain တပွဲကိုနိုင်တဲ့အသင်းက M7 ဝင်ခွင့်နဲ့တူ grand final ဆိုတဲ့အရာမျိုးတက်မှာဆိုတော့ နှစ်သင်းလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲမှာနှစ်သင်းလုံးအားလင်းကနေကနေစတေချောင်ရုပ်ရှယ်ရုပ်ကြမ်းပြနေရပါစကိုင်းလာအာဖေးဘယ်ညာတိတ်မမေးဘူးနှစ်ယောက်လုံး face to face ပဲဒဲရှင်းနေတဲ့နေသားတစ်ခုမှာတော့တော်တော်လေးကိုတော့ goal line match ကကြီးကောင်းနေပြီလို့တော့ပြောလို့ရရမယ်ဒါပေမဲ့ကျွန်တော်တို့ make catch ကိုရကြည့်မယ်ဆိုရင်တော့ alex စကေတူရသွားတဲ့အတယောက်မှာတော့သူရဲ့ scale 1 scale 2 data destroy b1 wave brave ကဒီကြားထဲမှာတော့ကျွန်တော်တို့သွေးဒီလိုမျိုး regenerate ဖြစ်တဲ့အပိုင်းတွေကလည်းသွေးပြန်တက်တဲ့အပိုင်းတွေကလည်းရှိနေသေးရဲ့ဆိုတဲ့အတွက်ကြောင့် river area တစ်လျှောက်မှာတော့လှုပ်ရှားခါရတော့တော်တော်လေးတော့ခက်ခဲနေရဲ့ဒါပေမဲ့အပေါ်မှာတော့ nino they don't look able let again low unbreakable first blood by carry starting with onic ဖြတ်တန်းနေကြပြီဖြစ်ပါတယ်ဒါပေမဲ့ဘာမှလည်း sense ိတ်ညစ်တယ်။ဆန်စပြန်ပြီးတော့ပထောင်းသွားင်းနဲ့ပဲဟာချူမီ။နောက်မှတော့ရာဇူကီလိုအပ်နေတဲ့ဂေးလေးကိုထိရလိုက်တယ်ဗျ။အဲ့တော့မှလည်းတဖက်မှလည်းရှဲလူကီနေတဲ့ဒီဂိုးလေးကိုထက်ကန်းနေင်းနဲ့ပဲအားလိုက်ရဂေးဟိုပါခိုင်ရီ။ထက်ပြီးတော့ပဲကောက်သွားပြီဗျ။အဲ့တော့2 v 1စကူရီစကူတော့ပြန်ဖြစ်သွားပြီ။အောက်မှာတော့ Skyline နဲ့ UNS ဘာမှတော့တိတ်ပြီးအခုချိန်ထိတော့မကွဲရသေးဘူး။ဒါပေမဲ့ UNS ကတော့ region ဘာညာပြန်ပြီးတော့အဆင်ပြေနေတဲ့အနေအထားတစ်ခုမှာတော့ Skyline နဲ့အိမ်ပြန်ရဖို့တော့တော့ရာခိုင်လို့များမယ်။အဲ့ဒီချိန်မှလည်းတဖက်မှလည်း Onit Khairi Hiroki ရတာနဲ့အတူနောက်တဲ့အန်တာချက်ကိုဆက်လက်ပြီးတော့ပဲတေချာထိန်းတိုင်းနဲ့ပဲ first start ဟိုပါဆက်လက်ပြီးတော့ယူသွားပြီဗျာ21 KD တခုနဲ့တူ first start တထရထားရ on နေနေတော့နောက်က400ဆိုတဲ့ပမာဏကိုဆက်လက်ပြီးတော့ပဲဥဆောင်ထားနိုင်ခဲ့ပါပြီအာဖီကတော်တော်ကောင်းလာနော်ကျွန်တော်ဒီနေ့ Rocky တန်းမှာကျွန်တော်အာဖီတော်တော်ကောင်းတယ်လို့ပြောလို့ရတယ် Alex Champion ဝင်ဖို့အတွက်ကတော့ကြီးနေရဗျ။ရရင်တော့မလွယ်ဘူး။ကန်ရီကိုရန်ကလည်းကျွန်တော် mobility တော်တော်လေးကိုလည်းပြင်းနေ hero ဖြစ်နေရအလျောက်ကတော့သူ့အနေနဲ့လူမျိုးကျွန်တော် tsunami slam ဖေးဖို့အတွက်ကတော့တကယ်ကိုကျွန်တော် team mate တွေနဲ့နောက်ကနေပြီး bucket အပြည့်ရှိနေမှာဝင်ပြီး initiate လုပ်အတွက်ကတော့ကောင်းမယ်ပေါ့နော်။လောလောဆယ်ရလူပီလဲရော as a ego အနေနဲ့တော့သွားပြီးတော့မျက်စိရကြာနေတယ်ဟာဂျူပီအနေနဲ့လူလို့ဖြစ်နေရဆိုတဲ့အချက်ကြောင့်သူတို့အနေနဲ့ဒါကို အပဟံရယူဖို့အတွက်ကတော့စူးစမ်းနေရဗျာဒါပေမဲ့ key point ရဲ့ applicability တွေ AOG တွေရရှိနေပြီဆိုတဲ့အချက်အချက်ကြောင့်ပေါ့နော်တို့အနေနဲ့ဒီ counter attack မီးဖို့အတွက်ကတော့တော်တော်လေးကိုစဉ်းစားနေပါသေးတယ်။ Oh 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 Lubia raises slam မှာတော့ Alex နေနေတော့ပြန်တော့ down နေဗျာဒီက key point ရဲ့ applicability မှာလည်းပြန်ပါသွားရလဲပါတယ်ဗျာနော်အဲ့တော့ Alex ထက် down နေပဲတဲ့တခုမှတော့3-1နဲ့အတူ network တောက် shot ကိုဖျက်ခံနေရတဲ့ AE နေနဲ့လည်းမရရအောင်ပဲတို့အားတာချက်ကိုတောက် shot တေချာပြန် shot ထိုင်းနေမှာ one game မပြည့်အောင်တော့တေချာတော့ထိန်းထားနိုင်ပါသေးတယ်။ Nino ပြန်အရောက်ဆိုပေမဲ့ခိုင်းပြီး packet ရှိနေတဲ့အနေထားမှာတော့ထပ်ပြီးလုံးဝ တော့မရသေးဘူး first start တွေပေးဆက်ထားတဲ့နေသားတကူမှလည်း second start တွေထပ်မပေးရဖို့အတွက်လိုအပ်နေတဲ့ AE ဒီ second start တွေ5မှာတော့ဘယ်လိုမျိုးပြင်ပြီးဘက်တယ်လေးတွေဖြစ်ဖြစ်မလဲလိုအပ်နေတဲ့ဒီခါလေး tsunami stand နဲ့ haju မြဲ death on damage မမြင်ရသေးတဲ့ battery combination တကူထပ်မမြင်ရမလား tsunami stand ဒါမှမဟုတ် sense နေတော့ purifying တော့ပြန်လို့ရှောင်းထားနေရဗျာဒီဘက်မှာတော့ purifying တောက်လျှောက်သေးချာဦးဆောင်းထားတယ်တစ်ဖက်မှာလည်းတောက်လျှောက်သူလိုအပ်နေတဲ့သူတွေကအကုန်လုံးအဓိကတော့ဗောနော purifying sense ကလိုအပ်ဆုံးဆိုတော့ကြာလေ sense ကတော့သေချာလေးကိုပြန်ပြီးရှောင်းထားနိုင်တယ်ဗျာအဲ့တော့ sense ကလွဲပြီးတော့ channel တူကိုတော့ alert နဲ့ ွဲဖို့တော့လိုအပ်ပါတယ်တဲ့ ego caster ကတော့ကျွန်တော်တို့ဒီတောင်ရမ်းရမ်းမြောင်ရမ်းရမ်းတော့ပြောနေပေါ့နော်တကယ်တော့ကျွန်တော် tsunami slang ကိုအဲ့လိုမျိုး right time မပေးမိတဲ့အချိန်မှာ sand scale တပြိုမကီးဘွိုင်းပြီးတော့ကျွန်တော် carry အဆုံးတတ်ထားရတယ်ပဲကျွန်တော် red post ပေးလေးတော့တွားပြီးပေးသားစီရာစကွီစီစင်းပြန်လေးပြောပဲ execution ထားထားကြရမှာ onic ကိုတော့ဒီအချိန်မှာအရင်သွားစားဖို့အတွက်ကတော့ alter ego မလွယ်ဘူးတော့ဖြစ်နေတယ်အဲ့တော့ objective ကိုပါထပ်ပြီးတော့ပဲ onic ဒီနေ့ကတော့တိမ့်ပိုက်ဖို့အတွက်အစီအစစ်ဖြစ်နေပြီလို့တော့မြင်နေတယ်ဗျ စကန်နာရဲ့ object ကတော့ထပ်မံပြီးတော့ပေးရအောင်ပါပဲဒါပေမဲ့ online ကိုပြန်ပြီးတော့ AE gun ဖို့အတွက်စူးစမ်းခဲ့တယ်ဆိုရင်အစင်တော့မပြေဘူးညအဲ့တော့ဒီလိုမျိုးမိနစ်ပိုင်းမှာ ပဲအစင်းတော့မပြေဘူးရအဲ့တော့ဒီလိုမျိုးမိနစ်ပိုင်းမှာတောက်လျှောက် network ပြန်ကွာနေတာကတော့ AE တို့ဒီ game number 5မှာပြောမကောင်းတဲ့အရာတစ်ခုပါဘာကြောင့်လဲဆိုတော့ဒီလိုမျိုး9မိနစ်တိုင်းတန်တစ်ခုမှာဒီ target တောက်လျှောက်ပေးနေရမယ် network အသာစီးတာထပ်ပြီးတော့ပေးနေရမယ်ဆိုတော့ဟိုဘက်က AOE တွေနဲ့ဖိပြီးတော့ low ပါထိယူသွားပြီးတော့ဒီ game ကိုဥဆောင်သွားဖို့အတွက်ရာဂင်တို့များတယ်ဆိုတော့ကြာလေအခုလက်ရှိမှာလည်းအပေါ်လိမ်းမှာ Harabusa Lupi နှစ်ကောင်ပေါင်းပြီးတော့ goal နောက်တုံး tower ထိယူပါထိယူဖို့အတွက်ကြိုးစားနေတဲ့အနေအထားတစ်ခုမှာ AE မှာဘာမှပြန်ပြီးလုတ်ပြတဲ့အရာမရှိနေဘူးဆိုတော့ AE စတင်ပြီး ီးတော့အေးနေငင်းဆိုတဲ့အရာမျိုးတော့လက်ခံနေရပြီလမ်းကြီးပြောင်းနေပြီဟုတ်တယ်အဝေးသက်တွေကျွန်တော်စတင်ပြီးတော့ရားနေပြီဆိုတဲ့ခံစားချက်တွေကိုပဲပြောရတော့မလားပေါ့နော်အဓိကကကျွန်တော်စတင်ပြီးတော့မှားယွင်းနေတာက objective ပြောင်းနေတာပေါ့သူတို့အနေနဲ့ online ကိုပဲသွားပြီးတော့ flam လားဒါဝင်ပဲအပေါ်လမ်းကိုသွားပြီးတော့ push ကမလား market timing ကိုပဲစပြီးတော့ဖွင့်ရမလားမသိတဲ့မိကုန်းနေဈာထဲမှာတော့ market control ပါစတင်ပြီးတော့ onyx နေနဲ့ snow white တွေနဲ့ yuo တော့ကစူးစမ်းနေ brave fighter keyboard တစ်ပြည့်က american bell win ထားတယ်ဈာထဲမှာ alex baby နေပြီ post pain ပေးလိုက်ဈာထဲမှာ life side ကိုပါဟာဂျူမီပေးလိုက်ရရင်နဲ့ပဲကျော် spagas storm meow တော့ at the ego ဒါတဲ့ objective လေးပြီးဆုံးမှာတော့စတင်ပြီးတော့ပဲကျွန်တော်ထပ်ပေးလိုက်ရပြီဗျာနော် sense ကိုထပ်ပြီးတော့ဒီဘုတ်ချိုးစားရတယ်ဆိုပေမဲ့ better position ဘလို့မှ မတားဘူးတပတ်တင်းကတောက်လျှောက် on it ဖြစ်နေတဲ့အတိုင်းအတာတစ်ခုမှာအာသာချက်ကိုတောက်လျှောက်သေးချာလေးထိန်းတိုင်းနဲ့ဘဘက်တွေပါထပ်ပြီးတော့ပကန်နေပြီအဲ့ဒါမှ LL ထထင်းနေဒါမှ Tsunami Stand ပြေးဖို့တော့မလဲဘူးဒါမှ Alpha Now မှာတော့ဆန်ကိုပြေးထိန်းနေနေတာတူမှာ LL Tsunami Stand ပြေးရမလားလူပြေး၃ကောင်ကြားမှာတောက်လျှောက်ပြန်ထိန်းနေတစ်ဖက်မှာတော့ Alpha 3တော်တော်ကနေ Final Slam 2 man ပြန်ထိန်းလို့တစ်ဖက်မှာလည်း Hajumi နောက်တည်းဒီ Sand ကထပ်ပြီးတော့ Main ရ Hajumi တကယ်ကောင်းတဲ့ Damage ကြားမှာဆန်ကိုပြန်ရခဲ့တယ်ဆိုမှသူကိုယ်တိုင်လည်းပြန်ပြီးတော့ Down နေဗျာအဲ့ဒါမှ Shadow King ပြန်ဝင်မှာတော့ Nino LL ပြန်ပြီးတိုက်ပတ်နေနေပဲနောက်မှာပြေးထားတဲ့ Damage ကြားထဲမှာတော့တေကနီဆက်ဆက်ဖြစ်သွားပြီဆိုမှတိတော့မတိသွားဘူးဗျာအဲ့မှာ Chain နေကြတဲ့ Skyler key point ပြန်ပြီးတော့ပဲထိန်းခဲ့နေရတဲ့ key point တဲစီကြားထဲမှာပြန်ပြီးတော့ပဲ down သွားရင်းနဲ့ပဲဗတဲ့အဆုံးလေးမှာတော့တဖန်ပြန်လှည့်ပြီးတော့ပဲ Hiroki 3ဝောင်ဆိုတဲ့အတိုင်းတာတခုကိုပြန်လှည့်ပြီးတော့ရရှိထားတဲ့ AE ဒီ brain ဒီ game ရဲ့ဒီလက်ရှိပြန်နေကြတဲ့ network ကပမာဏတခုကိုလည်းပြန်ပြီးတော့ထိန်းထားနိုင်ခဲ့ပြီးအဲ့နောက်မှာ live ပွဲနေနဲ့ Tartar ကဆက်လက်ပြီးတော့ပြန်လှည့်ပြီးတော့ရရှိသွားမှာဆိုတော့အခု Onita နေခဲ့တဲ့1.2ကိုချက်ချင်းပြန်ပြီးတော့ဖျက်ပြထားနိုင်ဦးမှာပါကောင်းနေပြီဒီကတော့ အာဖေးကိုသွားပြီးတော့ instant လုပ်လိုက်တာကတော်တော်ကြီးကိုမှားယွင်းသွားတဲ့ decision making လို့ပဲပြောရမယ်ဗျ။အာဖေးကအဲ့လိုမျိုးလာပြီးတော့ spare down နေတဲ့အချိန်မှာ onic ကကောင်းနေတာဝိုင်းပြီးတော့ပြင်းနေရဲပေါ့နော်။ဒီအရာတွေကနေစပြီးတော့မှားတာပဲ။အဲ့ဒါ ego အတွက်ကတော့ပြင်ဆင်ချိန်ကြီးအများကြီးရောက်သွားတယ်လို့ပြောရမယ်။ loopy အရင်အများနေပြီး snow slam တက်ပြီးတော့ဟာဇူမီ။ yasuki combination နဲ့ channel brave fighter flicker plus နဲ့ပဲတက်ပြီးတော့ပြေးထွက်မှုတွေကစူးစမ်းနေသေးတယ်။ဒါပေမဲ့လည်းပဲပြေးစရာလမ်းမရှိတဲ့အဆုံးမှာရဲရဲကြီးတိတ်လိုက်ဖို့တွေးနေတယ် loopy ဟီယူကီပေးလိုက်ရတဲ့အလျောက်တစ်ဖက်မှာတော့ခိုင်ရီထိတ်တောင်းနီနိုလုံးဖို့တော့ကြိုးစားနေရဆိုရင်မလို့အဲဒါအီဂိုဘက်ကက်ဒီအရန်ညံနေတဲ့အလျောက်မှာတော့အော်နစ်ဒီအချိန်မှာတော့နည်းနည်းရင်ဆိုင်ရတာတော့ခက်ခဲနေပြီလို့တော့ပြောရမှာဗျာ အော်နင်းအချိန်နေမပေးတဲ့နောက်မှာလူပီပါထက်ပြီးတော့ပဲဒေါင်းင်းနဲ့ပဲ network gap တခုကိုပြန်လဲပြီးတော့ဥဆောင်ဖို့တကြိုးစားနေတယ်ဗျာအေးဒါပေမဲ့အော်နင်းက network မကျသွားပဲနဲ့ဒေါင်းရှော့ကိုပြန်ပြီးတော့တာနေခဲ့တာကြီးကတော့အမှန်တမ်းပြောမယ်ဆိုတော့ဘလုံးမကိုပျော်ဖို့မကောင်းတဲ့နေသားတခုပေါ့နော်အဲ့တော့အဲ့လိုမျိုး network gap တွေတာနေတဲ့နေသားတခုမှာတော့နောက်ဆုံးဒီ loss ဆိုတဲ့အရာမျိုးပြန်ပြီးပိုင်သွားနိုင်မယ်အတင်းကအော်နင်းတော့ဖြစ်သွားနိုင်တယ်အဓိက AE နေနဲ့ hero key ရနေရဆိုပေမဲ့ tower တွေမရနေသေးတာဩအဲ့ဒါကြောင့်မို့လို့တို့တို့အနေနဲ့ဒီလိုမျိုး network gap တွေကို ြန်ပြီးမညှိနိုင်သေးတာပေါ့နော်အဲ့တော့တာဝါတွေပြန်ရဖို့အတွက်လိုနေတဲ့ AE တာဝါတွေပြန်ချိုးဖို့အတွက် hero ကလည်းနဲလာတယ်ဆိုတော့ဒီပွဲမှာတော့တင်းဖိုက်ကိုပဲပြန်အသာစီးယူပြီးတော့ပဲအေးတင်းဖိုက်ပြန်သာမှပဲတလိမ့်လုံးကိုတခါတည်းတန်းပွတ်တာပဲ AE တို့အကောင်းဆုံးအကောင်းဆုံးအနေထားတစ်ခုပါပဲ ဒါပေ famous page ရှာဖို့တော့ကတော်တော်လေးခက်ခဲပြီလို့ပြောလို့ရရမယ်ဗျ science အနေနဲ့023ပြောနေထားတဲ့ performance အနေနဲ့ week 1နေရလို့ကျွန်တော်တို့တုံးသက်လို့ရရတယ် low objective ပေါ်ဖို့အတွက်စက္ကန့်30ဆိုတဲ့ timing ဒီ timing အတွင်းမှာတော့ on အနေနဲ့ battery တစ်ခုကတော့ဖန်တီးဖို့အတွက်ကတော့လိုအပ်မယ်ဗျဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်သွားကြည့်မယ်ဆို skyline အနေနဲ့ lane position ကသွားပြီးတော့တာနေတယ် position ယူထားတာကတော့ပို့ပြီးတော့မြန်နေတယ်ဆိုရဲအလျောက်မှာတော့ ဒီ alter ego အနေနဲ့ကတော့ layman face ဘိုင်းမှာတော့တွားပြီးတော့ဒီ free way ကိုရှင်းအောင်အဲ့တော့ law object ကိုလာပြီးဆိုင်မှုအတွက်တို့မှအချိန်ကြီးလိုအပ်တယ်ဒီအချိန်ကြီးအားလုံး of the on air အနေနဲ့ကတော့တွားပြီးတော့အသုံးချနိုင်မလားဆိုတော့ကြည့်ရမယ်ဗျာ အင်းအဲ့တော့55နဲ့ဒီပွဲချင်း10မိနစ်မှာတော့ number 2k လောက်ပဲအသာတိပေးထားတာဒါပေမဲ့အဲ့ number 2k ကလည်းစကားတကယ်ပြောတယ်ဆိုတော့နောက်ဆုံး loss ဆိုရဲအရာမျိုးကိုပါထပ်မှန်ပြီးတော့ပေးရမလားဆိုတော့ထက်ကြည့်ရမယ်ဗျာကဲအဲ့တော့မှတော့ဒီ loan နားမှာတော့နှစ်သိန်းလုံးပြန်လဲပြီးတော့ position အသေးသေးတော့ယူထားရတယ်ဒါပေမဲ့ Yasuki လေးကတော့နောက်ချနေတဲ့နေသားတခုမှ loss ပြန်ပေးလိုက်ရဖို့အတွက်ရာခိုင်နှုန်းတော့များတယ်ဆိုပေမဲ့ position မှာ Alpha တကယ်ကိုအသေးချာလေးယူထားတဲ့နောက်မှာနေလို့ position နဲ့လည်းပြန်ကောင်းလာတယ်ဆိုတော့ Yasuki ကိုတော့ပြန်ပြီးစောင့်လာနိုင်ခဲ့ပြီးပြီးတော့ broken wall ဖြစ်နေတဲ့အတိုင်းအတာတခုမှလည်း low ဒီဘက်လေးကို တားနိုင်ခဲ့တဲ့အရာတခုဟာအေအီးအတွက်အားတကြလေးတခုတော့ဖြစ်နေခဲ့တယ်ဗျ။ တော့သွားပြီးကြည့်မယ်ဆိုရင်တော့ Skyline အနေနဲ့ငဘိုးတဲဟိုက position တားနေရပါဘောနော် back ရဲ့ advantage ကိုကောင်းကောင်းကြီးလက်ဝဲပိုင်းဆိုင်ထားရတူကိုပြောလို့ရရမယ်ဒါပေမဲ့ other ego အနေနဲ့ဒီအချိန်မှာ five man sticky ဖြစ်နေတဲ့ found ကိုကတော့ on ရဲ့အတွက်တော်တော်လေးကိုတော့အနေနဲ့များတဲ့အစိတ်တောက်တစ်ခုလို့တော့ပြောရမယ်ဒါပေမဲ့ creepy နေတဲ့ Daniel ရဲ့ other ego ဘက်မှာရှိနေရဆိုတဲ့အလျောက် onic အနေနဲ့ကတော့ဒီအချိန်မှာတော့ law object ကိုစာပြီးတော့ dance board ကတော့ဦးတည်နေပြီဗျာ Yasuki အနေနဲ့ကတော့ proper position ပေါ်လိုက်မယ်ဆိုရင်တော့ဖြင့် onic အနေနဲ့ chain တွေဘက်ကိုတော့ဒီ law object ကိုတော့စာပြီးတော့ယူတော့မယ်ဒီအချက်ကိုလည်း ကင်လာတို့ဒီကောင်းကောင်းယူတော့နားလေတယ်ဗျ gain experience ဟိုပို့ပြီးတော့အားသာနေတဲ့လျှောက် applicable ပေးတာကြားတယ်မလို့ afa တော်တော်လေးတော့သွေးကိုင်းနေခဲ့ပါပြီ afa သွေးကိုင်းနေပြီဒါပေမဲ့တစ်ပတ်သင်းမှာတစ်ပတ်သင်းဒီကနေရနေရတဲ့ display အနေငယ်လေးလည်းပြန်ရခဲ့တယ်ဆိုတော့လော်နားမှာပြန်ယုံနိုင်မလားဒါပေမဲ့သူ flick ကပေးထားတော့နှမျောဘူးတော့ကောင်းတယ် nino နဲ့ afa နဲ့အပိုင်ဝင်နေတဲ့အချိန်မှာတော့မ damage တွေဝင်မလာနိုင်ဘူးပြီးတော့ flick ကကုံဆုံးသွားတဲ့ button တစ်ခုကိုတေချာတိထားတဲ့ on နဲ့နေတဲ့ဒီ slow ကိုစပြီး hair ဘုတ်တော့ချိုးသားနေခဲ့ပါပြီအဲ့တော့ရာဇူကီအတော်လေးကိုလမ်းဝင်းနေတဲ့နေသားတစ်ခုမှာတော့ first law ကိုတော့ပေးလိုက်ရဖို့တော့ရာကန် တို့တော့များနေပြီခိုင်းပြီအသေးစိတ် damage တွေတက်ပြီးတော့ beta in နဲ့ပဲ redistribution ဖိရထားတယ်ဗျာအဲ့တော့မဟာဂျူ damage အပြန်ပေးတယ်ဆိုတော့ stand နဲ့တူရတုကပြန်အရောက်လာတယ်မတို့ damage ပေးနေတာကြီးอ่ะ loopy ဖြစ်နေတယ် AOG ဒီကြားမှာပြန်ထိန်းခံလာလို့တပတ်မှလည်း nino down တယ် shell game ဒီကြားမှာ alpha ပါတက် down နေတယ်အာဟာဂျူမီ set down in the three man down but the ခုကိုပြန်ပေးလိုက်ရတယ် AE နေနဲ့ first law ပါထပ်မှန်ပြီးတော့ defend ရမယ်ဆိုရင်အနေထားမှာတော့ mega lane နေတိပါထပ်မှန်ပြီးချိုးဖို့တက်တော့ရခိုင်တို့တော့များနေခဲ့ပြအနေထားလောက်ရတာရဲ့အနေထားဟိုကိသုံးအောင်ရတာရဲ့အနေထားတခုကိုလည်း on နဲ့အသေးချောက်ခွင့်ကောင်းယူရင်းနဲ့ပဲလောမလာကင်စကြတခုမှနေ mega shield ယူဖို့တက်တော့ချိုးစားနေပြီ yasuki defender ရဲ့ဆိုပြီးတစ်ဖက်ကဆက်ရ revive ပြီး damage ကိုတော့ဘလို့မှမခံစားနိုင်ဘူး carry ထဲရောက်မှာပဲ crit ဝင်ထားတဲ့ mega lane နေတော့ mega shield တော့မရှိတော့ဘူးဗျအဲ့တော့မှ8 lane ကနေပြီးတော့ပဲထပ်မှန်ပြီးတော့လောကထက်တက်လာဦးမှာ ာဆိုတော့မကရှိမရှိတော့တဲ့ဒီတာဝါနဲ့ဒီလော့ကိုဆက်လက်ပြီးဒီဖန်ဖို့တော့အေးအေးအဆင်ပြေပါမလားမေကလိန်တလိန်ဆိုတဲ့အရာမျိုးထပ်မံပြီးခွင့်ပြုပေးလိုက်ရမှာလားဆိုချေရူကြီးကမတင်းတော့ဒေါင်းကားရပြီဗျအဲ့တော့မတော့ now the republic damage တွေတောက်လျှောက်ကိုပေးတိုင်းနဲ့လူပီလိန်ရှိတ်က raises လက်တွေကြိုင်းမှာ further low win နဲ့တို့တခါတည်းပွဲဖျက်ဖို့တော့တော့ကြိုးစားနေခဲ့ဗျယာစုကီတောက်လျှောက်တော့ပြန်ပြီးဖိုက်တာလို့ခိုင်ယူကရှယ်ရူကြီးကြိုင်းမှာအဲ့လိုပြန်တောင်းတယ်ဗျအဖေး တပတ်ဖို့တခဲရင်းနေနေမသိအောင်တမဲလေးနဲ့ကိုပြန်ပြီးတော့ follow လိုက်ရတာပါအဲ့ဒီမှာနောက်တက်တက်လာလေးကိုပြီးတီကြားထဲမှာနောက်ဆုံးသူတို့ကိုဆက်လက်ပြီးရိုက်ဖို့တကြိုးစားနေတယ်ပဲအဖေလူပြက်တဲမီကြားထဲမှာတဲတဲကနေပြုံးမဲ့လေးချိန်က racist slut မာတော့ပြန်ပေါ်လို့မို့လို့ on ရပါပဲ on ပြန်ပြီးတော့ဖြစ်သွားခဲ့ပြန်ပြီဗျာ it is everybody what time it is ladies and gentlemen It is only time. The mighty Onig. Take down all the